2025ခုနှစ်ဟာပြိပခနဲ့တဘာဝဘေးဒဏ်သင်ကလေးတွေအတွက်တင်းထန်တဲ့စိန်ခေါ်မှုတွေရှိနေပြီးကလေးတငယ်6တသမ4တန်းအပါဝင် လူရေ19တသမ9တန်းကျော်ဟာ အကူအညီတွေလိုအပ်နေရလို့ကုလသမဂ္ဂကလေးညာရန်ပုံငွေအဖွဲ့ UNICEF မြန်မာကထုတ်ပြန်ပြောကြားထားပါတယ်။ ဒါပြင်2025ခုနှစ်အတွင်းမြန်မာနိုင်ငံမှာဖြစ်လာနိုင်ခြေရှိတဲ့ရွေးကောက်ပွဲကလေးငယ်တွေရဲ့ပညာရေးအခက်ခဲအဟာရချို့တဲ့မှုရည်ကြီးမှု မြင့်မြတ်မှုအပါအဝင် စိန်ခေါ်မှုတွေနဲ့စောင့်ကြည့်ရမယ့်အချက်၆ချက်ကိုလည်း UNICEF မြန်မာကဖော်ပြထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသမီးလူငယ်နဲ့ကလေးသငယ်ရေးရာဝန်ကြီးဌာနကတော့2025မှာကလေးတွေအရေးအတွက်စီမံလုံဆောင်ထားချက်တွေကိုအခုလိုပြောပါတယ်။ကလေးတွေနဲ့ပတ်သက်ပြီးတော့လုပ်ငန်းအစီအမံနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က၃ခုပေါ့နော်ခေါင်းစဉ်ကြီး၃ခုအောက်မှာလှုပ်ဆောင်နေတယ်။တစ်ကတော့ကျမတို့ protect ပေါ့နော်ကလေးတွေကကွယ်စောင့်ရှောက်တာ။နှစ်ကတော့ provide ပေါ့နော်တကယ်လိုအပ်နေတဲ့ခြေနေအထူးခြေနေမှာလိုအပ်မှုရှိတဲ့ကလေးတွေကိုကူညီပံ့ပိုးတာ အာနောက်ဆုံးတစ်ခုကတော့ကျမတို့အာ promote ပေါ့ကလေးတွေရဲ့ဒီကျမတို့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ဒီလက်ရှိအာနောက်ကလေးတွေပေါ်ကျွလွန်နေတဲ့ကိစ္စရက်တွေကိုကျမတို့စစ်တမ်းယူတာသတင်းကောက်တာပြီးရင်နိုင်ငံတကာကိုထုတ်ပြန်တာနောက်ကလေးတွေရဲ့အသံကိုဖော်ထုတ်ပြတာဒါတွေကိုကျမတို့လှုပ်ဆောင်ပေးနေပါတယ်ပေါ့နော်အဲ့ဒီတော့အဲ့ဒီအထဲမှာမှเนาะကျမတို့ဒီ2025မှာတကယ်ပဲတည်ချလုပ်ဖို့ရည်ရွယ်ထားတဲ့အကြောင်းအရာလေးတစ်ချက်ကိုတော့ကျမတို့ပြောပြချင်တယ် စစ်တမ်းနေကျွန်တော်တို့ကောက်ယူလာအောင်ကျွန်တော်တို့တည်ချာလုပ်ဖို့ရအာရှိမယ်နောက်တစ်ခုကတော့ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုတဲ့ဟိုစောင့်ကြည့်အဖွဲ့လေးတွေကိုကျွန်တော်တို့ရက်ရွာအလိုက်ကိုကျွန်တော်တို့ထားနိုင်ဖို့ရကျွန်တော်တို့2025မှာစီစဉ်ထားတယ်နောက်တစ်ခုကတော့တိုင်ကြားရေးနဲ့နဲ့တည်င်းပေးဖို့ရပေါ့နော်ခုနကကလေးနဲ့ပတ်သက်တဲ့ကလေးတွေပေါ်ကျွလွန်နဲ့ချိုးဖောက်တဲ့အရာတွေကိုကလေးတွေအနေနဲ့ အဲ့တော့၎င်းရက်ရွာနေနဲ့တော့၎င်းတိုင်ကြားရေးနဲ့သတင်းပေးပို့ရေး channel တွေကိုကျွန်တော်တို့ထားရှိနိုင်ဖို့အာကြိုးပမ်းနေတယ်။နောက်တစ်ခုကတော့ Mind and ရဲ့အသိပညာပေးတာတွေထောက်ပံ့တာတွေပေါ့နော်။ဓမိုင်းထိသွားတဲ့ကလေးတွေကိုထောက်ပံ့တာ၊ဒါငွေကြေးနဲ့ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာတွေကိုကျွန်တော်တို့ထောက်ပံ့ပေးတာတွေကို2025မှာပို့ပြီးတော့ဦးစားပေးလှူဆောင်သွားဖို့ရရှိမယ်။ 2023ခုနှစ်အတွင်းမြင်းမြုံမိုင်းကြောင့်အရသာတထောင်ကျော်ဒေဆုံးဒဏ်ရာရရှိခဲ့သလိုမြင်းမြုံမိုင်းနဲ့ပောက်ကွဲစီတက်တဲ့ဆက်လက်နက်ပစ္စည်းတွေကြောင့်2024ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအတွင်းအနည်းဆုံးခလေး150ဝန်းကျင်ဒေဆုံးဒဏ်ရာရရှိခဲ့ပြီးကမ္ဘာနိုင်ငံတွေထဲအမြင့်မားဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်။ အန်ယူဂျီအမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရာဝန်ကြီးဌာနအနေနဲ့ကလေးတငယ်ကာကွယ်ဆောက်ရှောက်ရေးအဖွဲ့တွေကိုမြေပြင်ကမြို့နယ်နဲ့ကျေးရွာအသီးသီးမှာဖွဲ့စည်းနိုင်မှု စီစဉ်နေပြီးကလေးတွေအတွက်မိုင်းအနေနဲ့အသိပညာပေးအစီအစဉ်တွေလှုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်လရှိမှာကျမတို့ကလေးနဲ့ပတ်သက်ပြီးတော့ကျမတို့ကကလေးတွေကကွယ်ဆောင်ရှောက်ရေးပေါ့နော်အဲခုနကသူတို့ရဲ့အဲ့ဒီအဖွဲ့တွေကိုကျမတို့မြေပြင်မှာပါ မြို့နယ်မှာပါဗောနော်ကျွန်တော်တို့ဖွဲ့စည်းသွားပေးဖို့ရှိပါတယ်မြို့နယ်တွေအစီအစီမှာဗောနော်ဖွဲ့စည်းသွားမယ်ပြီးရင်ကျွန်တော်တို့ချေးရွာလိုက်ပေါ့ခုနကလေးပင်ငယ်ကကွယ်စောင့်ရှောက်ရေးအဖွဲ့ဖြစ်ဖြစ် ပေါ်လာအောင်ကျွန်တော်တို့အဓိကထားပြီးတော့လှုပ်ဆောင်သွားဖို့ရှိတယ်အာနောက်တစ်ခုကတော့ကျွန်တော်တို့ဒီလိမ်မိုင်းဆိုင်ရာပညာပေးတဲ့ကိစ္စတွေလည်းအရန်ကြီးကြီးနေတယ်ဆိုတော့ဒါတွေကိုလည်းကလေးတွေသူတို့ကိုသူတို့ဟိုဗောနော်သူတို့ရဲ့ဟို ဘဝတွေကိုတို့ရောတို့တံပိုးထားတက်ပြီးတော့ခုနလိုတို့ကိုတို့ကကွယ်တက်အောင်เนาะဒီလိုမျိုးတွေကျမတို့သင်တန်းနေပေါ့เนาะပြီးသွားဖို့တွေရှိတယ်။အာနောက်တစ်ခုကတော့ကျမတို့ဒီ mind and ရဲ့ပြီးအသိပညာပြီးရဲ့ကိစ္စတွေကပေါ့เนาะဟိုလက်တွဲပူပေါင်းလှုပ်ဆောင်သွားဖို့တွေရှိတယ်။အဲ့တော့ကျမတို့ကရေးရပေါ့ကလေးတွေရေးရဖြစ်တဲ့အတွက်ကလေးနဲ့ဆိုင်တဲ့အရေးရเนาะကြာဆိုင်သမျှကျမတို့နဲ့ဆိုင်နေ ကျမ်းမာရေးလူမှုရေးပညာရေးစီးပွားရေးစသဖြင့်ပေါ့နော်တို့လုံခြုံရေးဒါတွေအားလုံးကကျမတို့နဲ့လာပြီးသက်ဆိုင်နေတာဖြစ်တယ်ဆိုတော့သက်ဆိုင်နေတဲ့ဝင်ကြီးဌာနတွေနဲ့လည်းကျမတို့ကဆက်ပြီးတော့ဒါတွေကိုတိတိကျကျလေးပေါ့နော်ဟိုနာလိုလိုအပ်ချက်တွေကိုတကယ်ပဲတိတိရောက်နေအကောင့်ထဲပေါ်ဆောင်ရွက်သွားဖို့တွေကျမတို့အထူးသဖြင့်တော့ချိတ်ဆက်မှုအားကောင်းကောင်းနဲ့လှူဆောင်သွားနိုင်ဖို့2025ကိုတော့ကျမတို့ရည်ရွယ်ထားပါတယ် စစ်ပွဲတွေပြိပခါတွေဖြစ်ပွားနေတဲ့အရက်ဒေတာကခလင်းငယ်တွေအနေနဲ့အရွယ်နဲ့မလိုက်အောင်စစ်ပွဲရဲ့ဆိုးရွားတဲ့ဒဏ်ကိုရင်ဆိုင်ကြုံတွေ့နေရတယ်လို့ CDN ဆရာဝန်တဦးဖြစ်တဲ့ဒေါက်တာရဲစော်ကအခုလိုပြောပါတယ်။သူကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေကကလေးနဲ့မလိုက်ပဲကြုံနေရတယ်လို့ကျွန်တော်ကအဲ့လိုမျိုးဟိုဖြေချင်ပါတယ်ဗျ။စစ်ပွဲကြောင့်ထိခိုက်ရတာတွေရှိတာပေါ့ စီပီကြောင့်ဆစ်ဆောင်ရပြီလေဆစ်ဆောင်ရတဲ့ကအစာဟာရမပြေဝမှုလုံးလုံးကြုံမနေရတဲ့အခါမျိုးတွေစိတ်ရောကိုယ်ပါမလုံးကြုံပြရတာတွေရောပေါ့လေဒါတွေကြုံရတယ်အဲ့ဒီခါမှာသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေရောကိုယ်ပိုင်းဆိုင်ရာမပြေစုံမလုံးလောက်တဲ့အခါကျတော့အမျိုးစုံပေါ့ဗျာဟိုချုပ်ကလေးဆိုရင်အာကျွန်တော်တို့ဒီတိုက်ပွဲတစ်ခုမှာဆိုရင်စစ်ကောင်စီပြလိုက်တဲ့ energy ထိသွားလို့ကလေးတယောက်ဆိုရင် လက်တစ်ဖက်ပြက်လို့နေပါဖြစ်တယ်ဗောနော်အော်ဒီကျွန်တော်တို့အချိန်မီလွဲပြောင်းနိုင်တာရောဟိုကျွန်တော်တို့ရဲ့ဒီနောက်မှာရှိတဲ့ဆရာဝန်နေစေုံနေရနေဟိုကုသပေးရကြအောင်ကလေးလက်ကလေးမဆုံးရှုံးရပဲဖြစ်သွားတာမို့တော်သေးတယ်ပြောရမှာပေါ့နော်ဒါကျွန်တော်ကြုံရတဲ့တွေ့ရတဲ့အရာမျိုးပါဟိုဘတော်ဆိုးပါတယ်ကလေးရလူကြီးနဲ့တန်းတူအော်ဒီကိဆိုးကြီးကိုရင်ဆိုင်နေရတယ် အဲ့လိုပုံစံမျိုးကြီးပေါ့နော်အများကြီးထိခိုက်ရတယ်။အခု2025ခုနှစ်ဟာကလေးတွေနဲ့အရသားတွေအတွက်စိုးရိမ်ဖွယ်အခြေအနေအမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပြီးနိုင်ငံတကာနဲ့ဒေတာတွင်းအဖွဲ့အစည်းတွေအနေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရောက်ရှိရေးအရသားပြည်သူတွေကိုကာကွယ်ဆောက်ရှောက်ရေးနဲ့အကျက်သေးတန်တရာကိုရပ်တန့်နိုင်မဲ့ရေရှည်ဖြည့်ရှင်းချက်တွေကိုဦးစားပေးဆောင်ရွက်ဖို့ လိုအပ်နေရလို့ UNICEF မြန်မာရဲ့ထုတ်ပြန်ချက်ထဲမှာထည့်သွင်းဖော်ပြထားပါတယ်။